တရားမဝင်မြန်မာလူသားတွေကိုပုံခိုခွင့်အကြိမ်ကြိမ်ပြုတ်လုပေးခဲ့တဲ့ထိုင်းစီရတော်တစ်ပါးကိုလူဝတ်လဲပြီးဖမ်းဆီးအရေးယူခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားတဲ့အရာသိရပါဗျ။ထိုင်းနိုင်ငံကက်ချနာပူရီခရိုင်နယ်စပ်မှာရှိတဲ့တောရဖုံးတော်ကြီးကျောင်းအတွင်းမှာတရားမဝင်မြန်မာလူသားတွေကိုအကြိမ်20မကပုံခိုခွင့်ပြုတ်ခဲ့တဲ့ဆရာတော်တစ်ပါးကိုစွန်း16ရက်နေ့ကလူဝတ်လဲပြီးအရေးယူဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ တရားမဝင်လုပ်သားတွေကိုဘာသာရေးနေရာတွေကိုအသုံးပြုပြီးခေါ်လွန်ခွင့်ပြုခဲ့ကြောင်းတွေ့ရှိရတဲ့အတွက်အထူးစစ်ဆင်ရေးအဖွဲ့ကဝင်ရောက်ဖမ်းဆီးဖို့အမိန့်ထုတ်ခဲ့တယ်လို့သိရပါဗျ။ရွှေပြောင်းလုပ်သားတွေကိုခေါ်လွန်ခွင့်ပြုခဲ့တာအကြိမ်20ကျော်ပြီဖြစ်ကြောင်းဆရာတော်ကဝန်ခံခဲ့တယ်လို့သိရပါဗျ။အရင်ကလည်းအမြန်လန်းရဲတပ်ဖွဲ့ကတန်နီယာဖြစ်ပွဲကားတစ်စီးကိုလိုက်လာစဉ်ဖုန်ကြီးကြောင်းအတွင်းကိုမောင်းနှင်ခဲ့ပြီးမြန်မာနိုင်ငံသား34ဦးကိုတရားစခန်းအတွင်ပုံခိုခွင့်ပေးခဲ့ကြောင်း တရားမဝင်လို့သမားတွေကိုကူညီတာနဲ့တရားမဝင်ဝင်ရောက်မှုတို့နဲ့ပအဝင်ပသက်သူအလုံးကိုတရားစွဲမယ်လို့ကန်ချနာပူရီခရိုင်ခွဲဆရာတော်ကမိန့်ကြားထားကြောင်းသိရပါတယ်ကချနာပူရီခရိုင်ဟာမြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေပြီးသဘာဝလမ်းကြောင်းများစွာရှိတဲ့အတွက်တရားမဝင်ဝင်ရောက်မှုအများပြားရှိနေကြောင်းတတိကြီးစွာစက်မှတ်ဆောင်ရွက်နေရကြောင်းကချနာပူရီခရိုင်အုပ်ချုပ်ရေးမှူးကပြောကြားခဲ့ပါတယ်။